ရသဗျာဥပမာ ပေးထားတဲ့ဥပမာစကားအရပြောမရှိကုသိုလ်နဲ့အကုသိုလ်လောကလူတွေဟာဥဘောပုံဉ္စပါပင်စယံမစောကုရုတိဣတ္တ အခုလက်ရှိဘဝမှာလူသားတွေကိုကြည့်လိုက်အလုံးစုပြီးတော့ချိန်ပြီးတော့ကြည့်ကြည့်လိုက်ကြည့်လိုက်တဲ့အခါလူတွေဘာလုပ်နေကြသလဲကြည့်လိုက်မယ်ဆိုရင်ကုသိုလ်နဲ့အကုသိုလ်ဒီနှစ်ခုလုပ်နေကြတယ်လို့သူတို့ပြောတာဒါကိုဆိုလိုတဲ့ဥဘောပုံဉ္စပါပိစယံမစ္ဆောကုရုတိဣဒာဒီဘဝမှာသရဝတ္တဟာ ကုသိုလ်နဲ့အကုသိုလ်ဒီနှမျိုးကိုလုံနေချာဟုတ်ပြီတဏှိတတတကံဟောတိကိုလုံတဲ့အရာတွေကိုပိုင်တဲ့အရာဖြစ်သွားတယ်ဆွေတွေငွေတွေကိုကိုပိုင်တယ်လို့မပြောဘူးမပိုင်ဘူးလားလို့ဆိုတော့တခဏတော့ပိုင်တယ်ပစ္စည်းဥစ္စာတွေကိုပိုင်တယ်မျက်စိမမိတ်ခင်ကိုပိုင်တယ်လို့ပြောမျက်စိမိတ်သွားတာနဲ့တပြိုင်တည်းအားလုံးကထားခဲ့ရတယ် Yasa biaga pahaya kemudian. Tabam pahaya kemudian. Rata bala tu mah Senyum senarai. Tabam pahaya kemudian. Alam tanah suruh kupai leluk suruh. Dah ini ada ku yang apa ini. Ero pahaya kemudian itu itu ada yang kisah disuruh. ားတော်ရမယ့်ပစ္စည်းတွေတဲ့ကိုပိုင်နေလို့ဆိုတဲ့အရာဒီကုသိုလ်နဲ့အကုသိုလ်သာဖြစ်တယ်။အေးမကောင်းတာလုပ်လို့ရှင်မကောင်းတာကိုပိုင်သွားပြီ။ကောင်းတာလုပ်လို့ရှင်လည်းကောင်းတာပိုင်သွားပြီ။သို့တော့ဒီနေရာမှာလူတွေမျက်စိလဲနေတတ်သေးတယ်။လောကမှာတချို့ပုဂ္ဂိုလ်တွေမကောင်းတာလုပ်ပြီးတော့ချမ်းသာကြွယ်ဝနေတာရှိတယ်။ကောင်းတာလုပ်ပြီးဆင်းရဲနေတာရှိတယ်။အဲ့တော့လူတွေကဘယ်လိုတွေးလဲဆိုရင် ကောင်းတာလုပ်လဲကောင်းတော့မဖြစ်ပါဘူးမကောင်းတာလုပ်လဲမကောင်းကျိုးမရပါဘူးလို့ဆိုရဲအတွေးတွေဝင်လာတတ်တယ်။သို့သောကံကြမ္မာရဲ့သဘောဟာမျိုးစေ့နဲ့အလားတူတူတယ်ပေါ့။မျိုးစေ့ဆိုတာအချိန်ဆောင်နေရတယ်။အပင်ပေါက်လာပြီးပြီးချင်းအတိအသီးမှမဟုတ်ဘူး။အပင်ပေါက်လာမယ်အချိန်တန်တဲ့အခါမှာအပွင့်ပွင့်မယ်အပွင့်ပွင့်ပြီးမှအတိအသီးမယ်။ အချိန်ဆိုတာအခုလို့အခုရတဲ့ဟာမျိုးမဟုတ်ဘူးအချိန်ခါလိုက်တာမျိုးစိတ်လိုပဲချက်ချင်းကြီးပေါက်ချက်ချင်းကြီးအသီးပွင့်ဖြစ်တာမဟုတ်ဘူးကောင်းတာလုပ်နေတဲ့ပုံကိုယ်တရားသည်မကောင်းတာဖြစ်နေခြင်းဆိုတာအခုလုပ်နေတဲ့ကောင်းတဲ့အလုပ်သည်ချက်ချင်းကြီးပြီးပွင့်လာတဲ့သဘောမရောက်သေးဘူးမကျွားလို့ခေါ်တဲ့ရင့်ကျက်လာတဲ့အချိန်သူဟာစောင့်နေသေးတာဖြစ်တယ်ဟုတ် ဒါမို့ပမာစကားမှလည်းပြောတာရှိတယ်လေအခုရေတွင်တူအခုရေချင်းတောက်ချင်လို့မရဘူးဆိုတဲ့စကားကကောင်းတာလုပ်တာဟာချက်ချင်းကြီးကောင်းကျိုးချမ်းသာရသလားလို့ဆိုကုန်လုံးရနိုင်တဲ့အနေအထားမရှိဒါပြည့်မကောင်းတာလုပ်တာကရောဟိုချက်ချင်းကြီးမကောင်းကျိုးရသလားဆိုဘယ်ရောက်သူ့လည်းပဲမကြွားဖြစ်တဲ့အချိန်ကိုဆောင်အဲ့ဒါဆိုလို့ရှိရင်အကုသိုလ်ကဘယ်သူမှမလုပ်ရဘူးဆိုပါတော့လူတယောက်မှာ တရိษံဖြစ်နိုင်တဲ့အကုသိုလ်ကိုလုပ်ရင်ချက်ချင်းဒီဘွားကြီးမှာတရိษံအဖြစ်ပြောင်းသွားလားပဲပြောင်းမှာကုသကံရဲ့အရှိန်ကဟန်တားထားသည့်အတွက်ကြောင့်လူဟာလူပဲအေးကောင်းတာတွေလုပ်လို့အရှင်လက်လက်လက်ပြည့်ရောက်လာဆိုပဲရောက်မှာပဲရောက်လူဘွားရောက်စေတတ်တဲ့ကံတရားကသူ့အကျိုးဆက်လက်ပြီးတော့ရှင်သန်စေနေသည်တည်းအခုလုပ်တဲ့ကံတရားကအကျိုးမပေးသေးဘူးဒါကြောင့်မို့လို့ ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုတဲ့အတွေးကိုမတွေးမိစေနဲ့မကောင်းတာလုပ်လဲမကောင်းတာမဖြစ်ဘူးဆိုတဲ့အတွေးမှားကိုလည်းမတွေးမိစေဖို့လိုအပ်တယ်အချိန်တန်လို့ရှိရင်အာဟုတုကံဒီအာဟုတုအကျိုးဝဒပေးတယ်ကုတုကံဒီကုတုအကျိုးဝဒပေးတယ်ရသော်ဗျာကကောင်းတဲ့ကံကဆူကျူးပေးတယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူးလို့ခေါ်တာနော် မကောင်းတဲ့ကံကကောင်းကျိုးပေးတယ်ဆိုတာလဲလုံးဝမဖြစ်နိုင်ဘူးလို့ကမ္မတ္တယမရဲ့သဘောတရားကိုမျက်စောပြအတိတ်ကြဟောထားတာဖြစ်တယ်။အေးအချိန်တန်းလာလို့ရှိရင်ဒုက္ခရောက်တယ်။ဒါကြောင့်မို့ဓမ္မပဒမှာပြောထားတာဟောထားတာရှိတယ်။မဒုံဝမညတိဘာလောယဝပပန္နပိစတိမကောင်းမှုအကုသို့အကျိုးမပေးသေးဘူးဆိုလို့ရှိရင်ပြုလုပ်တဲ့ပုဂ္ဂိုလ်က ပြားတကားလို့ကိုယ်လုံးပေါ်မှာကိုကျင့်တတ်ပြီးတော့ချိုမြိန်တဲ့အရာသာခံစားနေရတယ်ဆိုလိုတာမကောင်းတာလုပ်ရင်ကောင်းစားနေတတ်သေးတယ်လို့ဆိုလိုတယ်နော်ယာဝပပန်နပစ္စတိမကောင်းဘူးအခုသူချိုးမပေးသေးဘူးဆိုရင်တော့သူကကောင်းကျိုးချမ်းသာတွေရနေတာသူ့ကြောင့်ရတာမဟုတ်ဘူးအတိတ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကံတစ်ခုကြောင့်ကောင်းကျိုးချမ်းသာရဒီလိုဆိုလိုတယ် နောက်တစ်ခုကအကုသိုလ်ကံပဲဖြစ်ဖြစ်ကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံလည်းချက်ချင်းကျိုးမပေးဘူးလို့ဆိုတဲ့နေရာတစ္ဆုခေရံဝဘောဇတိနွားတို့ဟာညစ်ပြပြချင်းချက်တာမဟုတ်ဘူးအချိန်အတိုင်းအတာတစ်ခုရောက်မှချက်တာဖြစ်တယ်ညစ်ပြကားစားဆိုမချက်သေးဘူးအခုခေတ်ဆိုလို့ရှိရင်မချက်အောင်ဆိုပြီးတော့ဒီခြေကတက်တာလည်းထည့်ထားရင်မချက်ဘူး အဲ့ဒါလို့သူ့အကြောင်းမရှိသေးလို့ရှင်သူကမဖြစ်ဘူးထို့တူပဲအကုသိုလ်ကံကုသိုလ်ကံရဲ့သဘောတဘာဝတခြားအထောက်ပံ့အကြောင်းတွေပေါ်မှာအမိပြုပြီးတော့မှဖြစ်တာဖြစ်တယ်ဟုတ်အေးကုသိုလ်ကံအကုသိုလ်ကံရဲ့သဘောတဘာဝကိုသိတာအမောဟအတိပညာလို့ခေါ်တယ်အဲ့ဒီအတိပညာရှိလာပြီဆိုရင်မလောတင်တာနဲ့လောတင်တာခွဲခြားသိတယ် မလုံးတဲ့နာကိုရှောင်းတယ်လုံးတဲ့နာကိုလုံးတယ်ဆိုကောင်းကျိုးချမ်းသာတွေရပြီးတော့ကောင်းကျိုးချမ်းသာတာဆိုလို့ချင်မရှိဘူးအဲဒီအာလောဘအာရောသအာမောဟလို့ဆိုတဲ့သဘာဝတရားတွေနဲ့တွဲဖက်လာတဲ့စိတ်နေသဘောတရားကိုကုသိုလ်လို့ခေါ်တာပဲကောင်းတဲ့အပြစ်ခင်းပြီးကောင်းကျိုးချမ်းသာတွေကိုသူကပဲထုတ်လုပ်ပေးတာဖြစ်တယ်ဘုန်းကြီးတို့တွေလူပြေရောက်လာတာ လူ့ဘဝရလာတာကုတုကံရဲ့ဆောဆောင်မှုစတိပြတ်မှတ်သားကြကုတုကံရဲ့ဆောဆောင်မှုကြောင့်လူဖြစ်လာအေးမကောင်းတာတွေလုပ်ခဲ့တဲ့အကုတုတွေရောကုတ္တနာမှာပါမလားဘုရားဆိုပါတယ်ဒါကြောင့်မလို့ဘဝခရီးပါဟိုချမ်းသာဒုက္ခကြီးမဟုတ်ပဲနဲ့တခါတည်းအရှင်မြေပြေမှုတွေကြုံနေတခါတည်းဆရာ ဒုက္ခတွေရောက်တယ်ဆိုတာမျိုးဖြစ်လာ။ဟောအကုသိုလ်ရဲ့အကျိုးပါတွဲဖက်ခံလူတွေဟာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်။ဟောကန္နဒုက္ခလို့ဆိုတယ်အဖြူနဲ့အမဲလုပ်တာဒါကိုပြောတာဥဘောပုံဉ္စပါပင်္စယမေသောကုရုတိဣဒ္ဓဒီဘဝမှာလူဆိုတာဟာတက်ရှိဘဝမှာကောင်းတာလည်းလုပ်မိတယ်မကောင်းတာတွေလည်းလုပ်မိတယ် လောဘနဲ့လှုပ်တာဒေါသနဲ့လှုပ်တာမောဟနဲ့လှုပ်တာမကောင်းတဲ့အလုပ်အကုသိုလ်လုပ်တယ်လှုပ်အကုသိုလ်အလုပ်တွေလှုပ်ပြီးသွားလို့ကုသဏ္ဏမှာမဲညစ်တဲ့အကျိုးဆက်တွေဖြစ်ပေါ်စေဖို့အတွက်မျိုးစေ့တွေကြကြပြီးတော့သွားအဲ့ဒီမျိုးစေ့တွေကဘယ်မှာအပင်ပေါက်တယ်လဲလို့ဆိုရင်ဒုက္ခတိဘုံမှာအပင်ပေါက်တယ်ကိုယ်ရဲ့မျက်မြင်အလုံးတွေ့နေကြတယ်တိရိစ္ဆာန်တွေဟာဒုက္ခတိဘုံဘဝရောက်နေတာဟာ အကုသိုလ်ကံရဲ့အကျိုးဆက်ကိုခံနေကြရဖြစ်တယ်ပေါ့အကုသိုလ်ရဲ့အကျိုးဆက်ကိုခံနေကြရတယ်သို့သောအကုသိုလ်ကံအကျိုးခံနေရတဲ့တရိစ္ဆာန်နေရာရောကောင်းတာလေးမတွေ့ရဘူးလားဆိုတွေ့တယ်သူတို့မှလည်းကုသိုလ်ကံအကျိုးပေးတာလေးတွေကဝင်ပြီးတော့ကုသိုလ်ကံရဲ့စောင့်ရှောက်မှုလေးတွေရှိသို့သောဘဝကြီးတစ်ခုလုံးပြောင်းသွားအောင်လုပ်လို့မရဘူးကြည့်လေတထေးကမွေးထားတဲ့ခွေးတွေကြတော့ ညာသွားရလာကားနဲ့သွားရတဲ့အိမ်မှာကြာကြာနာနာစားရတောင်းရတဲ့ဆိုတာဒါကုသကံရဲ့အကျိုးလို့ခေါ်တယ်။ခွေးဖြစ်လိုက်တာတော့အကုသကံရဲ့အကျိုးပဲ။အကုသကံကလက်ဦးလို့ခွေးဘဝပို့ပေးလိုက်ပြီပဲကုသကံကလိုက်ပါဆောင်းလျှောက်တယ်။အေးတထဲအိမ်ပို့ပေးထား။ကောင်းကောင်းမွန်မွန်စားနေထိုင်ရဒီလိုဆိုလိုတယ်နော်။အေးလူဘဝရောက်တော့လည်းပဲကုသကံကလူဘဝကိုပို့လိုက်တယ်။အကုသကံကနှိမ့်ဆက်တဲ့အခါကျတော့ လူတွေကယောဂဝေဒနာတွေဖြစ်ကြတယ်ဒုက္ခတွေခဏခဏရောက်တယ်ပစ္စည်းတွေခဏခဏပြတ်တယ်ဆိုတာမျိုးတွေကြုံတာအကုသိုလ်ကံရဲ့အကျိုးဆက်တွေပဲလို့ဒီလိုဆိုတယ်ပေါ့ပါဏာတိပါဒလောက်ခဲ့တဲ့ပုဂ္ဂိုလ်သည်ငယ်ငယ်ရပဲတည်သွားငယ်ငယ်ရပဲတည်သွားဆိုပါစို့မနေ့ကတောင်မှပဲစွန်းစားရင်ဟင်းတစ်ခွက်ပါလာဘာဟင်းပါလာတော့ငါဥကျက်ပါလား ငါဥပ္ပဒေကြည့်ပြီးတော့စဉ်းစားမိဟောငါဘဝမရောက်ခင်ပြီးသွားတာပါလားသူတန်မောင်များဆိုငါဆိုတဲ့တရဝမိခင်တကောင်မှာတန်မောင်များစွာသောငါတွေတရဝတွေအများကြီးအဲ့ဒီတရဝတွေကကြည့်လေအသက်မရှင်ဘူးဥပ္ပဝနဲ့ပဲယုတ်တုံးသွားကြဥပ္ပဝနဲ့ပဲတိတ်ဆုံးသွားကြတယ် လူတွေကတော့ထင်မှာပေါ့ငါဥဟာတက်မရှိသေးဘူးဘယ်ဟုတ်မလဲအဲ့ထဲမဲ့တရဝါဆိုတဲ့တက်ပေါ်လာပြီးသားဖြစ်တယ်လူဘဝမှာလည်းပဲထွတ်တူပဲလို့စာရီထဲမှာရေးထားတာရှိတယ်နော်လူသားတယောက်ရဲ့ဆိုမိခင်ရဲ့ဝမ်းထဲမှာသရေတီတာဟာတမောင်များစွာသရေတီတယ်လို့ဆိုတယ်စပန်နဲ့အိုဘန်လို့ဆိုတယ်ဒီ မိဘနှစ်ပါးရဲ့ပစ္စည်းနဲ့တရဝါတွေဟာအဲ့ထက်မှာတရေမျိုးစေ့ကြတယ်အဲ့တရေမျိုးစေ့ကြတဲ့ထက်ကသံမောများစွာသောတရေမျိုးစေ့တွေကအောင်းသွားတာတခုပဲကျန်တာတွေကသိဆုံးသွားကြအဲ့တော့လူဖြစ်ဖို့ဆိုတာအမှန်တမ်းခင်လူဖြစ်ဖို့ဆိုတာအမှန်တမ်းခင်သံမောများစွာသောဒီတရဝါတွေဟာ လူလူဖြစ်ရောက်လာဖို့ရမိခင်ရဲ့ဝန်းထဲရောက်ပြီမှာမိခင်တောင်မသိလိုက်ဖက်နဲ့တည်သွားတဲ့လူတွေကအများကြီးဟုတ်အများကြီးပဲတည်တယ်အဲ့ဒီမှာမွေးတာနှစ်ယောက်မွေးခြင်းမွေးမယ်သုံးယောက်မွေးခြင်းမွေးမယ်အမွာဘူးပေါ့များသောအားဖြင့်တယောက်ပြမွေးတယ်အဲ့တော့ဇာနာရီကပဲရောက်သွားကြတယ်ဆိုတော့တည်သွားကြတယ်ဒါဖြင့်သူတို့အသက်ဟာဘလောက်တူတယ်လဲစဉ်းစားကြည့် အခုတေးလာပြီအခုမွေးမလို့လို့တာမမွေးရခင်တေးသွားမမွေးခင်မတေးသွားနော်အေးတော်တော်လေးအကောင်ထဲပေါ်မှာတေးတာလည်းရှိတယ်မွေးပြီးတဲ့နောက်မှာတေးသွားတာလည်းရှိတယ်ပေါ့လူဘွားတွေပဲကြည့်မွေးတေးအများကြီးပဲရှိတယ်အဲ့တော့အကုသိုလ်ကံဒီရဲ့အကျိုးပေးဟာလူတိုင်းလူတိုင်းလားအခုလို့အသက်ရှင်လာကြတာမဟုတ်ဘူး မိဘရဲ့ဝမ်းနဲ့မှလည်းတည်ဆုံးသွားတဲ့တတဘောဘောဟာတန်းချီရှိတယ်လို့ဒီလိုဆိုတယ်။နော်။စာပေကျမ်းကမှလည်းလို့ဆို။ဒါကြောင့်မို့လူဖြစ်ဖို့အမတခဲနဲ့လို့ဆိုတာဒီတစ်ခုနဲ့ပဲကြည့်။ငါးဥလေးတွေကြည့်လိုက်တဲ့ငါးလေးတွေတောင်မှပဲတရိစ္ဆာန်ဘုရားဆိုတော့လေတရိစ္ဆာန်ဘုရားကိုမရောက်ခင်ဖန်တလဲလဲတည်တည်သွားပြီးတဲ့အခါနောက်တစ်ခါငါးလေးပြန်ရောက်ရင်ငါဥ ငါဥမုံလို့ရှင်ငရဲပြန်ရောက်သွားတာလည်းရှိမယ်အကုသိုလ်ကြောင့်မဟုတ်လို့တရိษံဘဝကိုတက်လာပြီးတဲ့နောက်မှာငရဲပြန်ကြသွားငရဲကနေတက်လာတဲ့အခါတရိษံဘဝရောက်လာတရိษံမဖြစ်ခင်တခါငရဲပြန်ကြသွားဟောဒီလိုလားနော်အဲ့ဒါစဉ်းစားကြည့်ကတ္တဗျာမြတ်စွာဘုရားလက်ထက်တုန်းကပညာဓာတ်စာဓာတ်ပေဓာတ်ယဟန်တပါကပိလယဟန်လို့ခေါ်တယ်သူဟာ စာတတ်တော်လည်းပဲဟိုဇေယိုက်ကျမ်းတယ်ဇေယိုက်ဆိုးတယ်ပေါ့အပြောဆိုမစင်ញင်ဘူးမမနာတွေကြီးတယ်ယဟန်ကောင်းတွေကိုဆဲရည်တယ်နောက်ဆုံးမှာသာသနာတော်ကိုပြည့်စည်အောင်လုပ်သွားပြီးတော့တည်တဲ့အခါမှာအဝိဇ္ဇငရဲရောက်သွားအဝိဇ္ဇငရဲမှာငရဲခံရပြီးတဲ့နောက်ပြန်တက်လာတဲ့အခါဘယ်ရောက်တော့ဆိုရင်ကင်းကမြစ်ထဲမှာငါးကြီးသွားဖြစ်ငါးဖြစ်တော့ ်သင်္ကန်းဝတ်နဲ့နေထိုင်ခဲ့သည့်အတွက်ကြောင့်ဒုက္ခနာကိုကရွှေရောင်အရောင်လှပတဲ့ငါးကြီးဖြစ်တယ်။သို့တော်ရဟန်းတော်တွေရဟန်းကောင်းတွေကိုဆေးရခဲ့သည့်အတွက်ကြောင့်ပါဇက်ဖွင့်လိုက်လို့ရှိရင်မခံနိုင်တော့အပုတ်နဲ့နေထွက်တယ်လို့ဆိုတယ်။အဲ့ဒီငါးဟာဒီတံငါးတွေဖမ်းလို့မိလာတဲ့အခါဒီငါးကြီးပါဇက်ဖွင့်လိုက်တာနဲ့မျိုးကြီးတစ်မျိုးလုံးဟာအပုတ်နဲ့နေလှိုင်းသွားတယ် ငါးကြီးကြည့်လိုက်တော့လဲလှတယ်ရွှေရောင်တောင်းအဲ့တော့ဒီငါးကြီးအကြောင်းကိုသိကျင်တာ ਨੇ ရသော်ဘုရားစီလျှောက်တဲ့အခါရသော်ဘုရားအဲ့ဒီမေးမြန်းတဲ့အခါမှာငါးကြီးကိုယ်တိုင်ကပြောတယ်သူဟာကပိလယဟန်ဆိုတဲ့အကြောင်းပြောဒါဖြင့်အခုဘယ်သွားမှလဲလို့ဆိုငါးဘွားကတည်သွားလို့ရှိရင်အဝိစီငရဲပြန်သွားမယ်လို့ဆိုတယ်စဉ်းစားကြည့်တော့ရသော်ဘုရားကိုယ်တိုင်ကိုယ်ကလည်းပဲဒီ စိတ်ဓယုကလတုတ်တံမှာလက်ကန်းကြီးဥပမာပေးပြီးတော့ဟောတာတကြိမ်တစ်ခါလွဲပြီးတော့ဒုက္ခတိဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တရားဟာလူဘဝပြန်ရဖို့ဆိုတာလက်ကန်းကြီးခေါင်းနဲ့ရောကြံမျောနေတဲ့တဘိုးကြီးရဲ့တခုရီးသောအပေါက်အန်ကြားဆွမိဖို့ဆိုတာအလွန်ခဲနေလို့ဒီလိုခေါ်တဲ့ဒိဋ္ဌနာမဖြစ်နိုင်ဘူးသူပမာပြေမှာတော့ပြောလို့ရှိချတယ်ပေါ့ ဇမပြေကအတ္တစင်လူပြေကအတ္တစင်လူပြေကအတ္တစင်ထောင်ထားဇမပြေကအတ္တစင်ချလိုက်အဖျားချင်းထိဖို့ဆိုတာအလွန်ခဲနေမို့သို့တော့အဲ့ဒါကမှဖြစ်ကောင်းဖြစ်နိုင်သေးတယ်တိရိစ္ဆာန်ကရောက်တဲ့အတူပြန်ဖြစ်ဖို့ခက်တယ်လို့ပြောချင်တာပေါ့အဲ့ဒါကိုအထိတ်စုတ်ပတိလို့ခေါ်တယ်ဖြစ်ချောင်းဖြစ်ခဲဖြစ်ဖို့ဆိုတာမှန်းဆလို့မရနိုင်တဲ့အနေထားလို့သူတို့ပြောတယ် ေးဘဝဆိုတာအဲ့ဒီလိုအကုသိုလ်တွေလှုပ်ထားလို့ရှိရင်အကုသိုလ်ကံကအကျိုးပေးသွားတယ်။ကုသိုလ်ကံလုပ်လို့ရှိရင်ကုသိုလ်ကံကအကျိုးပေးတယ်။သို့သောကုသိုလ်ကံနဲ့အကုသိုလ်ကံပြီးလက်ဥသူကဘဝကိုအရင်ဖန်တီးလိုက်တယ်။လက်ဥတဲ့ကံကအကုသိုလ်ကံကလက်ဥလို့ရှိရင်အကုသိုလ်ကံကအကျိုးပေးလိုက်တယ်။ကုသိုလ်ကံကလက်ဥရင်ကုသိုလ်ကံကအရင်ကျိုးပေးတယ်လို့ဒီလိုရှိတယ်ပေါ့။ ဘာဖြစ်လို့တော့ဆိုရင်လူစိတ်ကိုကြည့်လိုက်ကိုယ်စိတ်ကိုပဲစိတ်နဲ့သုံးသပ်ကြည့်အဖြူနဲ့အမဲလိုပဲစိတ်ကောင်းနှလုံးကောင်းပေါ်လာတဲ့အခါရှိသလိုစိတ်ပိုင်းစိတ်ရင်းစိတ်ပိုင်းပေါ်လာတဲ့အခါရှိတယ်အေးစိတ်စိတ်ရင်းစိတ်ပိုင်းပေါ်လာတဲ့အခါမှာစိတ်အစင်ဟာမဲတော့အေးကြည်လင်နဲ့စိတ်ဓာတ်ကလေးပေါ်လာတဲ့အခါစိတ်အစင်ဟာဖြူသွားတယ်ဆိုလိုတာဖြူလိုက်မဲလိုက်ဖြူလိုက်မဲလိုက်သွားတယ် သင်္ကန်းလေးမှာအမဲနဲ့သွားကြွရင်တော့တခါဒုက္ခရီကုံရောက်သွားအဖြူနဲ့ကြုံတဲ့အခါမှာကောင်းတဲ့ဒုက္ခရီကုံရောက်သွားတယ်အဲ့ဒါကြောင့်မလို့သတိထားပြီးတော့ကုသကောင်းမှုပုဒ်တနာမှာအဖြစ်များအောင်ကြိုးစားအထောက်အမဲလို့ဒီလိုဆိုလို့ရတယ်ဒါကြောင့်မို့လောကလူတွေလုံးသမျှကုသအကုသဒီဘဝလုံးထားဟာဒီကို့အတွက်ကို့ပိုင်ပစ္စည်းတစ်ခုဖြစ်သွားတယ် တင်ညိတတတကံဟောတိတင်စအာရာယခစ္စတိအကုလုတဲ့ကံဒီပဲလေကိုနဲ့အတူပါသွားမှာပဲတင်စတအလုကဟောတိဆာယဝအနာပါယအေကုတုကအောတုကနေရာအိပ်ပပါကိုအိပ်ပမှာကိုနဲ့အတူတူပါနေတာကုတုအောတုကဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘဝတစ်ခုဘုန်းကြီးတို့တွေကကိုဘဝခီး လူဘဝမှာခਿੱတနာတဲ့အချိန်မှာအရေးကြီးဆုံးကဘာလဲကုသိုလ်လုပ်ဖို့ပဲအရေးကြီးတယ်။ဒါကိုစိတ်ထဲမှာစွဲမှတ်ထားဖို့